အာသနာတော်နှစ်2553ခုနှစ်ခောဇာတက္ကစ်1390ခုနှစ်ဝါခေါင်လာဆန်းတရက်နေ့ရှမ်းကုန်တိုင်းဗဟမြုတ်နယ်မင်္ဂလာစေဓမ္မယောဂီပြောဝင်ဆင်းခြင်းပပြုလို့အပ်သည်ယာဝိယဓမ္မသမေအခန္ဓာဝယ်မင်္ဂလာတောင်မြို့မြို့နယ် မင်္ဂလာစေနဖက်မိဘများနှင့်ဥတင်ဆိုးတို့အားယေရှုဝိဒေါလာခင်ကိုကျော်သိဆေးဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနဖြစ်ဖြစ်ခေါ်ကြအပ်သောပထမယဒေသနာတရားတော်ဒီကနေ့ညတပတ်ပင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကောင်းကိုအာယုံပြုကတည်ကျွ ခွဲ့ဆိုအတောဝနနာပနာမအာတိတကထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ညာအောင်ယောကပါကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာတိခေရံကတောလောကဟိတယာ ီပါလူလာတောင်းတဘုံမောင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပ မိတ္တိမသမိတာနေတထာဇနီဆွန်ញင်းကြီးဟုကျက်သီထဝေကားသွယ်အစုအလုံးခဲရင်သောအမှုတော်ကိုကရောတော်ဘယဖြစ်ရည်ဤတန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်ဖြင့်ခေရဏချင်းပြန်လုံးအတ္တဆုံးတရက်တလုံးစေဝံကိုရောဤပင်မခြင်းသောကတောဘဝတဏ္ဍချင်းခံများစွာရောက်တော်မူခဲ့ရအရှာလေးပြီ တသနာတသဝိရိယများစွာတတဝါဤချမ်းသာစီပါလူလာတောင်းတကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာနမောယုတိပြောင်းမှုပြောမှန်ကိုလျော်၍ကရောယုကျူရှိခိုးခြင်းသည်အထွေဝဲ ထမြတ်ဒေသနာအပိုင်းခွန်ပုရိဇာဒပစ္စယောဘုရားမြတ်စွာကတိတာထင်ရှားအောင်ပုရိဇာဒပစ္စယောဆိုတာအမြဲတမ်းထင်ရှားတဲ့လူတိုင်းလူတိုင်းနေ့စဉ်တွေ့ကြုံနေရတဲ့လူတိုင်းလူတိုင်းမှာပါရှိနေတဲ့ မျက်စိအကြည်နာအကြည်နှောင်းအကြည်လျာအကြည်ကိုကြည်လို့ဆိုတဲ့ပတာဒယုတ်၅ပါးတောဝုထုယုတ်များကိုပုရိသန္တပစ္စည်းလို့ထိုအခြေခံဝတ္ထုတွေကိုအခြေပြုပြီးတော့မြင်သိစိတ်ကြားသိစိတ်နံသိစိတ်မယသိစိတ်ထိသိစိတ်ဆိုတာတွေဖြစ်ရတယ်ထိုယုတ်နဲ့ နာတဘာဝတရားနှစ်ခုကဥရိဇတတတ္တိနဲ့ယုတ်တရားကနန္တရားကိုဥရိဇတတတ္တိနဲ့အထောက်ကူပြုထားတယ်ဆိုတဲ့သဘောတရားကိုမြတ်စွာဘုရားကထင်ရှားသိတာအောင်ဟောကြားထားတာဖြစ်တာထို့တူပဲအာယုဖြစ်တဲ့ရူပယုံတတ္တရောကန္နောတ္တပါမျက်စိကမြင်ရတဲ့အစဉ်နားကကြားရတဲ့အသံနှာခေါင်းနဲ့နှာရှူရတဲ့အနက် လျာကလည်းထိရတဲ့အရသာခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိအတွေ့လို့ဆိုရဲဒီအာယုတွေဟာလည်းလူတွေရဲ့နေစဉ်မှာဘဝပဒါရယုံငါ့ဘုတ်တွေပေါင်းဆက်ပြီးတော့ဖြစ်ပေါ်နေကြတာဖြစ်လို့လူတိုင်းလူတိုင်းတတိထားမိမယ်ဆိုရင်အလွယ်တကူနဲ့တွေးရှိနိုင်ရတယ်အဲ့ဒီအာယုတွေကလည်းပဲပုရိသတ္တတိနဲ့မြင်သိစိတ် chati sate, nandi sate, nayati sate, chiti sate, sonari go. Nandiyari go, tapu puni re, puri zata visima, dino hoda. Now ta hoza ya bhajan nere ulu sara. Aku bhyoga re, miyandi sate, chati sate, nandi sate, nayati sate, chiti sate, sonari dhyamakao. တခြားစိတ်တွေကိုလည်းပဲအထောက်အကူပြုနေသေးတယ်ဆိုတာကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောမင်တယ်ပရောဆက်စ်လို့ခေါ်တဲ့စိတ်တဝိသိစိတ်ဖြစ်စဉ်မြင့်သိစိတ်စသည်ဖြစ်ပြီးတဲ့နောက်မှာဘာပါလဲလို့ဆိုလို့ရှိရင်တပ်ပဋိစ္ဆနလက်ခံတဲ့စိတ်ဆိုတာပေါ်လာ ယုံလက်ခံတဲ့စိတ်ထို့တူပဲမြင့်သီးစိတ်ရဲ့ရှေ့မှာအာယုံနဲ့ပတ်သက်ပြီးတော့နှလုံးသွင်းဆင်ញင်ပေးတဲ့သို့မဟုတ်အာယုံဘက်ကိုဥလှည့်ပေးတဲ့ပင်စကတော်ဝိဇံအဝိဇံစိတ်ဆိုတာဖြစ်ပေါ်လာခဲ့အဲ့ဒီစိတ်တွေကိုရောဟာဒီအာယုံတွေကနေပြီးအထောက်အပံ့ဖြူနေတယ်ဆိုတာ ဥရိတ္တဥရိဇန္တတတိနဲ့ကျေစုပြုနေတယ်ဆိုတော့မြတ်စွာဘုရားထင်ရှားအောင်ဆက်ပြီးတော့ဟောဒီပိစ္ဆာရဝိဇံဆိုတဲ့အဝိဇံစိတ်ကလေးဟာအာယုံကဒီဝိတုယုတ်တွေကိုလာပြီးတော့မထင်ဟဘူးဆိုရင်ပိစ္ဆာရဝိဇံစိတ်ကဘလုံးမမဖြစ်နိုင်ဟောဒီအာယုံ၅ပါးတဲ့ကတစ်ခုခု အကြည်ယုတ်တွေပေါ်မှာလာပြီးတော့ထင်ဟပ်ပြီလို့ဆိုလို့ရှိရင်အဲ့ဒီထင်ဟပ်လာတဲ့အာယုံကိုတတိပြုမိတဲ့ပင်စတော်ဝေဇန်စိတ်ဆိုတာပေါ်ရတယ်အဲ့ဒီအာယုံကပင်စတော်ဝေဇန်စိတ်ကိုကျွတင်ဖြစ်နေပြီးတော့ဂျေစုပြုတာဖြစ်သောကြောင့်ပုရိဇာတအာယုံတွေကပုရိဇာတပစ္စည်းပင်စတော်ဝေဇန်စိတ်ကပုရိဇာတပစ္စည်းဥပ္ပါဒ ကျောင်းနဲ့အကျိုးဆင်ခြင်ကြည့်ဘူး။မပြစ်လို့ပစ္စည်းပစ္စုပန်ဖြစ်။နေ့ကပြောခဲ့တယ်လို့သူရှိလို့သူရှိရတယ်။သူဖြစ်လို့သူဖြစ်ရတယ်။ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်။ဆိုလိုတာကအာယုန်နေရှိလို့သူစတဲ့တော်ကစိတ်ဖြစ်ရတယ်။အာယုန်နေမရှိဘူးဆိုရင်မဖြစ်ဘူး။ဒီတော့ဒါဟာအကြောင်းတစ်ခုပဲပေါ့။ ဒါရှိလို့ဒါရှိနေရတယ်ဒါဖြစ်လို့ဘဝဖြစ်ရတယ်ဆိုရင်အကြောင်းဆက်သွင်းနေဖို့ပုရိသန္တတ္တိနဲ့ခြေစွပြုနေဖို့အေးပုရိသန္တပစ္စည်းဆိုတာလည်းပဲအဋ္ဌိနတ္ထိရှိခိုက်ခြေစွပြုတာကိုအဋ္ဌိမရှိတော့တဲ့နောက်မှာခြေစွပြုတာကိုနတ္ထိလို့ရှိနေတော့ခြေစွပြုတဲ့ပစ္စည်းအမျိုးအစားလားမရှိတဲ့နောက်မှာခြေစွပြုတဲ့ပစ္စည်းအမျိုးအစားလားလို့ဆိုတော့ရှိနေတော့ခြေစွပြုတာ မရှိတော့ရင်တော့ခြေထုံးမပြူတော့ဘူး။ဒါကြောင့်မလို့အထိပစ္စည်းအမျိုးစားတဲ့မှာသူကပါ။ယုံနဲ့နံနဲ့ဖြစ်သည့်အတွက်ကြောင့်ပေါင်းဆက်လို့မရတဲ့သဘာဝနှစ်ခု။ပေါင်းဆက်လို့မရဘူးဆိုတာစီနဲ့ရေပေါင်းလို့ရတယ်။အတုနေတော့လဲစီရစီရေကရေပဲ။နောင်နှုတ်နဲ့ရေကရောလို့ရတယ်စီနဲ့ရေကြတော့ရောမရဘူး။ တဘာဝချင်းမတူထွတ်တူရဲ့ယုံနဲ့နံနဲ့ရပေါင်းစပ်ပြီးအတူတကွာတည်ရှိတော်လည်းပဲတဘာဝချင်းခြားနာနေသည့်အတွက်ကြောင့်ရောလို့တော့မရဘူးလို့ထားပြောအဲ့ဒါကိုဝိပယုဒ္ဒပစ္စယောလို့ခေါ်တာနော်ဝိပယုဒ္ဒဆိုတာစီလိုရည်လိုပေါင်းလို့မရတဲ့အရာတစ်ခုသို့တော့အတူတော့ရှိနေပြီပေါင်းမရဘူးတဘာဝချင်းမတူဘူးပေါင်းလို့ရတာကြတော့တံပယုဒ္ဒပစ္စယောပေါင်းလို့ရတယ် အဝိပယုဒ္ဒါကပေါင်းမရဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတယ်အဲ့ဒါကိုမြတ်စွာဘုရားကကြည်ခေါ်တာဘုန်းကြီးတို့ဒီစိတ်နှစ်ခုပစ္စဒရဝိဇန်စိတ်ရဲ့မြင့်သိစိတ်တို့ရဲ့နောက်မှာဖြစ်တဲ့တံပတိဆနာလို့ခေါ်တဲ့တံပတိဆိုင်စိတ်လက်ခံတဲ့စိတ်အာယုံကိုလက်ခံတဲ့စိတ်အာယုံကိုလမ်းဖြင့်ပွေးတဲ့စိတ်နဲ့အာယုံကိုလက်ခံတဲ့စိတ် စိတ်ခုကြာမှမြင်သိစိတ်ကြားသိစိတ်နတ်သိစိတ်လျှက်သိစိတ်ထိသိစိတ်ဆိုတာဖြစ်တယ်။အဲ့ဒီစိတ်နှစ်ခုအကြောင်းကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်။ရူပယတနံတတ္တယတနံကန္တာယတနံရတ္တယတနံဖွတ္တဘာယတနံမနောဓာတုယတံသမြုတ်တက